Hello အားလုံးဝင်မင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ခုနှစ်ရည်ရဲ့မနက်ခင်းပိုင်းရထားတဲ့သတင်းလေးတွေနဲ့ပတ်သက်လို့ကျွန်တော်တို့သာဆွေးနွေးကြည့်အောင်ပါ။ဆိုတော့အသင်းကနေပြီးတော့ထွက်ဖို့တွေတောက်လျှောက်စုသလိုသတင်းတွေထွက်ပေါ်လာပြီးဖြစ်တဲ့ COVID main news ကဇန်နဝါရီမှာလည်းအသင်းကနေပြောင်းဖို့ကြိုးပမ်းမှာဖြစ်တယ်ဆိုပြီးတော့ဒီ Athletic ကနေပြီးတော့ report တွေလုတ်လာပါရစေ။ဆိုတော့ဒါနေပတ်သက်ပြီးတော့ကျွန်တော်တို့ကနော် Manchester United ရဲ့အသင်းဘက်ကသာ COVID main news ကိုဇန်နဝါရီဈေးကွက်အတွင်ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင် ်အင်္ဂလန်ပရီးမီးယားလိဂ်စပိန်လာလီဂါနဲ့အီတလီစီးရီးအတို့မှာအပြင်ဂျာမနီအသင်းတွေရဲ့ဘက်ကလည်းပေါ့နော်ကလပ်အသင်းပေါင်း12အသင်းကျော်လောက်ကတော့ကစားမဖြစ်သူကိုခေါ်ဖို့အတွက်ကြိုးပမ်းလာနိုင်ဖို့ရှိတယ်ပေါ့ကိုဗီမင်းနူးကိုထွက်ခွာခွင့်ပေးမပေးဆိုတာတော့ယူနိုက်တက်ရဲ့ဇန်နဝါရီဈေးကွက်အချိန်ကြီးအတော်တွင်မှာကွင်းလေလူတိရမရဆိုတဲ့ပုံမှာလည်းအဓိကကျနေသေးတယ်ပေါ့ဆိုတော့မင်းနူးဒီအသင်းကနေပြောင်းဖို့အတွက်အခွင့်အရေးကောင်းကောင်းရှိနေပြီးတော့အသင်းကနေပြီးတော့ပေါ့နော် ဟို sorry တခြားအသင်းတွေဘက်ကလည်းခေါ်ခြင်းတဲ့အသင်းတွေ menu ကိုအများကြီးရှိနေတယ်ဆိုတဲ့ပုံစံမျိုးပဲအဲဒါကတော့အန်အောစရာလို့မထင်ပါဘူးအန်အောစရာလို့ကျွန်တော်မထင်ပါဘူးဘာကြောင့်လဲဆိုတော့ menu ဆိုတဲ့ကစားသမားလေးကလက်ရှိကျွန်တော်တို့အသင်းကိုကင်တွင်နေတဲ့နီးပြလိုချင်တဲ့နီးစနစ်နဲ့အန်ဝင်ခွင့်ကြမဖြစ်တဲ့အတွက်ကြောင့်သာကျွန်တော်တို့ကလက်လွတ်ရင်လက်လွတ်ရမှာကစားမလေးကလူညံ့တယောက်ကိုကျွန်တော်လက်လွတ်ရတာကျွန်တော်မဟုတ်ဘူးပေါ့ဆိုတော့ကိုဘီမင်းနူးကိုအန်ဝင်ခွင့်ကြဖြစ်အောင်လုပ်ပေးနိုင်တဲ့အသင်းတွေအများကြီးပါ မင်းနူးကိုတကယ်ကစားမကောင်းတယောက်ဖြစ်အောင်လှုပ်ပေးနေတဲ့ကျွန်တော်အသင်းကြီးအများကြီးပါအမ်မိုရင်ကသူကကွင်းလယ်မှာမာရသွန်ကစားမတွေလူကျင်တဲ့အနေအထားမျိုးเนาะဆိုတော့အဲ့လိုမျိုးမလှုပ်နိုင်တာအပြည့်လောကမလှုပ်နိုင်တာဦးစိန်ဘုတ်လိုမလှုပ်နိုင်တာလောက်နေပဲမင်းနူးကိုသူကလက်လွတ်မှာကျွန်တော်ကတော့ရှေ့ဗီဒီယိုဒီမှာ ပြောသလိုပဲပေါ့เนาะကိုဗီမင်းနူးကိုလက်လွတ်ဒီလက်လွတ်တာကပင်အကောင်ဆုံးသောဆုံးဖြတ်ချက်ပါ United နဲ့ဒါ Manchester United နဲ့ပြည်သက်တီအတွက်က ကျွန်တော်တို့အတင်းအကျပ်ကကျွန်တော်ကြည့်ရင်အကယ်လို့အတင်းအပတ်က Amorine ကိုထောက်ခံကျင်တာမှန်တယ် Amorine အတွက်ဘာနီနေငါတို့တွေပေါ့လိုက်ရောပြီးမယ်လို့သူတို့တွေးတယ်ဆိုရင် Ruben Amorine အတွက်သူတို့ကအကောင်းဆုံးဖြစ်မယ့်အရာကိုသူတို့ကြည့်ရမှာကျွန်တော် Ruben Amorine အတွက်အကောင်းဆုံးဒီ Kobe Menu မဟုတ်ဘူးမဟုတ်ဘူးဆိုတော့ကွင်းလယ်မှာ Ruben Amorine လိုချင်တာဒီကျွန်တော်တို့ရှေ့နောက်တောင်မြောက်တောက်လျှောက်ပြေးနိုင်မယ့်ကစားမမျိုးသူလိုချင်တယ် ဝင်လေကနေဖုံခွန်းဆိုပြီးတော့လောင်းပေါ်ပြီးတဲ့ကစားမမျိုးကိုသူလိုချင်တယ်အဲ့တော့အဲ့ဒီ profile ရှိတဲ့ကစားမတွေကိုခေါ်ပေးဖို့ပဲမိနစ်90အပြည့်ရှင်းနောက်တောင်မြောက်ပြီးလွှားနေတဲ့ကစားမတွေကိုအတင်းကကွင်လင်မှာခေါ်ပေးဖို့ပဲအဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်အကောင့်ဆုံးကအတင်းတွက် Ruby Amorin လိုချင်ပါတယ်ဆိုတဲ့ကစားမတွေကိုရှာပြီးတော့ခေါ်ပေးပြီးရင် တရုံနဲ့အဆင်မပြေ MOD နဲ့အဆင်မပြေတဲ့ menu ကိုလက်လွတ်ဖို့ပဲအခုကအသင်းဘက်က menu ကိုကျွန်တော်တို့နေလက်လွတ်ချင်နေတာကျွန်တော်တို့ပြောတာဆိုတော့ menu ကိုဘောနော်အဲနေရာမပေးနိုင်ပြီမဲ့လို့သူတို့ကဆက်ပြီးတော့ဟိုထိန်းထားဖို့ကြတော့လေဗျာငါတို့ကကွန်းလေ exam တက်အောင်မခွန်နိုင်ထိန်းကျင်နေဆိုတဲ့သဘောမျိုးတကယ်တမ်းကကောင်လေးတွေကအဲ့လိုမျိုးကြအလုံးမဖြစ်ဘူးအခုကသူ့ကိုလူချင်နေတဲ့တခြားဥရောပကလပ်အင်းနေကျွန်တော်တို့ရှိတယ်အဲ့တော့သူ့တွက်ကတော့ကမ္ဘာဖလားတွက်ပေါ့နော် chance ကနည်းနေပြီအဲ့တော့သူ့အနေနဲ့ကမ္ဘာဖလားမှာ chance ပြန်ရဖို့အတွက်ဘွဲကစားခွင့်ရဖို့သူဂျိုးပန်းမှာပဲအဲ့တော့ United မှာမရနိုင်ဘူးဆိုတော့သူကအသင်းပြောင်းဖို့ဂျိုးပန်းတင်တယ်အသင်းဘက်ကလည်းနေရာမပေးနိုင်ဘူးဆိုရင်ကျွန်တော်လက်လှုပ်တင်နေတယ်မှာပါတယ်ပေါ့ကစားမားကိုကျွန်တော်တို့ကလောင်အင်းနေမှာပိတ်ထားတယ်လို့မျိုးကျွန်တော်လှုပ်လို့ကျွန်တော်မရဘူးတော့ကျွန်တော်ကတော့ဘယ်နော်ဘယ်နေရာပဲကျွန်တော်ကြီးကြီးတပါတော့ဗျာဟိုဘယ်ကလပ်ဘယ်ဘယ်ဘယ်ဒီပဲကျွန်တော်ကြီးကြီး မိန်းနူဒီအများကြီးပိုကောင်းလာမယ်ကစားမှာပါသူတပြင်သူဟာကွန်းလေကို control လုပ်ဖို့အတွက်နော်ဂျိုးပန်းတဲ့ player တယောက်ဖြစ်တဲ့အတွက်ကွန်းလေကို control လုပ်ခြင်းနဲ့အသင်းတွေအတွက်ဆိုရင်ဒါအများကြီးကျွန်တော်အဆင်ပြေနေမဲ့အနေထားမျိုးပါနော် Fabregas ဆိုလို့ရှိရင်အကိုမီနူနဲ့ပတ်သက်လို့ရှိရင်သူဘယ်လောက်ထိပေါ့နော်သဘောကျကြအောင်သူအများကြီးပြောဆိုဘူးတယ်အဲ့ဒီအခါကျတော့မိန်းနူတို့ဘာလို့ဆိုတာမျိုးကပေါ့နော်သူတို့အငှားသွားကစားကွင်းရမယ်အခြေအနေမျိုးတွေဒါရှိရင်သူသွားမယ်ပုံစံမျိုးပါ အသင်းဘက်ကလည်းကျွန်တော်လက်လို့သိနေလို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲလို့ကျွန်တော်ကြည့်ရမယ်အသင်းအနေနဲ့ menu ကိုလက်လို့သိနေတယ်မှာပါပါတယ်နော်ဆိုတော့ကိုဗီ menu က Amorin လက်အောက်မှာတပွဲစုတပွဲ45မိနစ်စု45မိနစ်ကစားခွင့်ရမယ်ဆိုရင်ပါမန်ကို လုတ်ပြနိုင်မှာမဟုတ်ဘူးပေါ့နော်အဲနောက်တစ်ခုကကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ဆက်ကြည့်ရင်ဟိုအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်တော့ပေါ့နော်အဲကျွန်တော်ဒီဘုံမောက်တင်ရဲ့ပေါ့နော်ဘုံမောက်တင်ရဲ့ကွင်းလင်ကစားမှာဖြစ်တဲ့ သူတို့ဒီတိုင်လာအဒမ်စ်ကိုမန်ချက်စတာယူနိုက်တက်ဘက်ကစောင့်ကြည့်မှုတွေပြုလုပ်နေတယ်ဆိုတော့သူပြောထားတယ်။အဲ့တော့တိုင်လာအဒမ်စ်ကလက်ရှိအမ်မိုရီလိုချင်တဲ့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်နံပါတ်1လောင်ဘောပီးတတ်တဲ့ကစားသမားမဟုတ်ပါဘူး။တိုင်လာအဒမ်ရဲ့ပါစင်ကသူတို့အနေနဲ့လူကြားထဲမှာတိတ်အလောက်ရေးပဲမစားသလိုတကယ်တကယ်ပွဲတော်တွေမှာဆိုရင်ဒီကစားမရဲ့ energy ကောင်းမှုပေါ့နော် energy ကောင်းတာပြီးလို့ရှိရင်သူတို့အနေနဲ့ tackle ကောင်းတာဒါတွေနဲ့သူကရေးပဲစားတဲ့တဲ့မှာပါတယ်တကယ်လုံးပြနိုင်တဲ့တဲ့မှာပါတယ်။ ဲ့တော့ Tyler Adams အတွက်ကျွန်တော်ကတော့ဘယ်လိုပြောမလဲ MOD အလက်အောက်ရောက်လာမယ်ဆိုလို့ရှိရင်လည်းလောင်းဘောမပေးတဲ့အတွက်ပြင်းနိုင်လွားနိုင်တာနဲ့ဒုတိယပိုင်းမှာနေရာရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်နေတယ်ဘသူတော်လည်းပဲ United ကကွင်းလေကိုဇန်နဝါရီမှာအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတယ်ဘုံမောက်ကလည်းကျွန်တော် DID မှာထင်သလောက်အလုပ်ဖြစ်မနေဘူးအဲ့တော့ဇန်နဝါရီမှာအဲ့တော့ United ရဲ့ဘက်ကသာခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ကစားမဘက်ကလာကောင်းလဲလာနိုင်တယ်ပေါ့နော်ဒါဆောင်းတော့ကျွန်တော်ကြည့်ရမယ် United ကကွင်းလေမှာ Kobe Mainu တို့ဘာတို့ကိုလည်းကျွန်တော်ကလက်လွတ်ဖို့ တတိယနေပါးတွေထွက်နေတယ်ဆိုတဲ့အခါကျတော့တိုင်လာအဒမ်စ်တို့လူကစားမားတွေနဲ့သာအစားထိုးခွင့်ရမယ်ဆိုရင်စားထိုးသွားမလားပေါ့နော်အခွင့်အရေးရမယ်ဆိုလို့ရှိရင်ဆိုတော့မင်းနူးကိုတော့လက်လွတ်ရဖို့ကျွန်တော်များနေပြီမင်းနူးကိုလက်လွတ်တာနဲ့တို့ဒါဘယ်လိုပြောမလဲနောက်ထပ်ကွန်လင်ကစားမားတယောက်ထပ်ခေါ်အောင်ပါအဲ့တော့တန်း၃၀ဝင်းကျင်အောင်ရမယ်ကစားမားမျိုးကိုခေါ်ဖို့ကျူးပန်းပါတရားရတကူကတော့ဘုံမောင်ရဲ့ဘက်ကတိုင်လာအဒမ်စ်ကိုတန်း၄၀လောက်တော့သူတို့တောင်းလိမ့်မယ်လို့ထင်တယ် နောက်တစ်ခုကတန်းလေးစေတော့ဒီယူနိုက်တက်ကသုံးဆွဲနိုင်မှာလားပေါ့ယူနိုက်တက်ကဇန်နဝါရီမှာသုံးဆွဲမဲ့ကစားမကွန့်လင်ဆာမတယောက်တူကငွေကြေးဟာအများကြီးစီစဉ်ထားခြင်းတူမရှိပါဘူးအဲ့တော့တိုင်လာအဒမ်စ်ကိုယူနိုက်တက်တင်ပရိသတ်တွေနဲ့ဘလို့သဘောရကြလဲခေါ်တင်နေလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်တယ်များကြီးပါတယ်